ကဲဒီတစ်ခါပြောမယ့်အကြောင်းအရာကဗာလဲဆိုတော့ဒီရေခူအကြောင်းပြောမလို့ရေခူကဒီဘောနော်ပြောမယ်ဆိုအခုနောက်ပိုင်းမှာဆိုရင်ဆိုင်တော်တော်များများမှာဆိုရင်လေရေခူတုတ်တို့နော်အမျိုးစုံဒါပြောမယ်ဆိုရေခူမှအ စားစာထဲမှာဆိုရင်ထည့်သွင်းပြီးတော့ဗောနော်တို့ဒါစားတော့ဖွဲရအဖြစ်ပေါ့ဖန်တီးလာမျိုးတွေအခုအများကြီးရှိနေပြီဗောနော်ဒီတော့ရေခုနဲ့ပတ်သက်ပြီးတော့ရေခုဟာဆိုရင်ဘယ်လိုမျိုးရရှိနိုင်လဲနောက်ပြီးတော့ဗောနော်ဘယ်လောက်ထိဒီဈေးကွက်ထဲမှာဘယ်လောက်ဝင်နေလဲဆိုတဲ့အကြောင်းအရာတွေအဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့မြန်မာတန်ဥကျော်ဦးကနေပြီးတော့ဒီရေးထားတဲ့အကြောင်းအရာလေးဗောနော်အဲ့ဒါဘာလဲဆိုတော့ပထမဆုံးပြောထားဆိုရင်ဒါရေခုဆိုတော့ခုတတော်ဟာပုံစံမျိုးဗောနော်ဒီတော့ခုတတော်ဟာဆိုရင်ဘယ်သူမှပြောမစားချင်မှလည်းမဟုတ်ဘူးဗောနော်သူ့ကြားလိုက်ရတယ်အတန်ကြားရတယ်ရကြည့်ရကြည့်အောင်ဖြစ်တယ်တဲ့ဒါပေမဲ့ရေခုကကြတော့သူကတစ်မျိုးတစ်ပါးလာပါ ါတဲ့သူကကြတော့ပင်လေထွက်ဒီပေါ့ဒီရေရေထွက်ပစ္စည်းပေါ့နော်အဲ့လိုပုံစံမျိုးပါတဲ့သူကရေခူးကကြတော့သူကဒီသူ့ရဲ့ဒီရေခူးအရှင်လက်လက်ဘွားမှာဆိုရင်သူကပင်လေမှာသူကမျောနေတာတဲ့ပင်လေမှာမျောပါနေတာပေါ့နော်နောက်ပြီးတော့သူ့ရဲ့ပုံစံကကြတော့ပျော့စစ်စစ်ဒီကြောက်ကြောလိုမျိုးအသားမျိုးအဲ့မှာမှဒီကုန်းနှိမ့်မိုက်နေတဲ့သူတွေအတွက်ကတော့ဒါရေခူးနဲ့ပတ်သက်ပြီးတော့အထူးဆန်းတော့ဖြစ်ရင်ဖြစ်လိမ့်မယ်ဒါပေမဲ့ဒီပင်လေရေလောက်သားတွေနောက်ပြီးပင်လေကန်းချီသေးသားနဲ့နိကက်သွားနေဒီနောက်မှာနေထိုင်နေတဲ့သူတွေအနေနဲ့တော့ဒါရေခူးဆိုတာသူတို့အထူးဆန်းတဲ့တတော်တော့မဟုတ်တော့ပါဘူးတဲ့အခုခါမှာ ဆိုရင်စားကောင်းတောက်ဖွဲ့ရဲ့ဒီရောင်းကုန်တစ်မျိုးအဖြစ်တောင်ရေခူးอ่ะပေါ့เนาะတော်တော်လေးဈေးကွက်တန်းဝင်နေပါပြီ။နောက်ပြီးတော့ဒီမြန်မာနိုင်ငံမှာဆိုရင်လည်းပေါ့เนาะဒါပြောမယ်ဆိုရင်ဒါရေခူးအနေနဲ့ပေါ့เนาะဒါပင်လယ်ရွက်ပစ္စည်းဒီရေရွက်ပစ္စည်းတစ်မျိုးဖြစ်ဖြစ်တယ်ဆိုရင် ပေါ်ပေါ်များရှိရဲ့။နောက်ပြီးနိုင်ငံခြားမှာဆိုရင်အဲ့ဒီရေခူးရဲ့ဈေးကွက်อ่ะဆိုရင်တော်တော်လေးကျယ်ပြန့်နေ။ဘာလဲဆိုတော့ဒီနိုင်ငံခြားမှာဆိုရင်ねတို့ကဒီရေခူးတုပ်တို့ရေခူးပါတဲ့အစိမ်းကျော်တို့အဲ့ဒါတွေကိုတို့ကဈေးကြီးပေးပြီးတော့ဝယ်ယူစားသုံးရတဲ့စားတောက်ဖွဲ့ရတစ်မျိုးတဲ့။ဒီတော့တို့စီမှာဈေးကြီးကြီးပေးပြီးတော့ဝယ်ယူစားသုံး နေရတဲ့ဒီရေခူအားဆိုရင်မြန်မာနိုင်ငံအတွက်တော့ဒါပြောမစွန်ပေါ်ကျွယ်ဝနေရဲ့ရေထွက်ပစ္စည်းတမျိုးဖြစ်တဲ့အတွက်ကြောင့်နဲ့မြန်မာရေခူတွေကနိုင်ငံခြားစည်းကွက်မှာဆိုရင်မျက်နှာပန်းအရန်ပွင့်တဲ့ရာဟုန်တမျိုးဆိုပြီးတော့ပြောပြထားတယ်ပေါ့နော်ဒီတော့အဲ့မှာဆိုရင်ရေခူနဲ့ပတ်သက်ပြီးတော့ပေါ့နော်တို့တွေဟိုဘယ်လိုလဲဆိုတော့အခုနောက်ပိုင်းမှာဆိုရင်တို့တွေစိုက်နေမှာဆိုရေခူတုတ်ဆိုပြီးမှားစားတာမျိုးရှိရပေါ့နော်အဲ့မှာဆိုရင်သူကရေခူအားကြတော့သူကဘယ်လိုမျိုးဖမ်းဆီးလဲဆိုတော့သူကဒီပင်လယ်ထဲမှာဒီရေလုံသားတွေအရင်တော့ဆိုရင်ရေခူတွေကိုကြတော့ဟိုပင်လယ်မှာသူကမျောပါလာမျောပါလာတဲ့အတွက်ကြောင့် ော်နော်ဒါဟိုတချို့ဆိုရင်ပေါ့နော်ဒါအမှိုက်လိုပုံစံမျိုးပေါ့နော်ရှုပ်တယ်ဆိုပြီးတော့တချို့ရေးကြတော့ပဲဒါဟိုပဲတသက်ကိုဆယ်ယူရေးဖယ်ထုတ်ရတဲ့ပုံစံမျိုးအရင်တော့ဒီတိုင်းဒီအမှိုက်ပုံစံမျိုးပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းမှာဈေးကွက်တန်းဝင်လာတဲ့အတွက်ကြောင့်ရေခူတွေကပေါ်ပေါ်ပေါ်များများလဲရတဲ့အတွက်ကြောင့်ပေါ့နော်ဈေးကွက်ကိုတင်ပို့ကြတာတဲ့အဲ့မှာမှရေခူကိုတဲ့ပင်လယ်တွင်းကနေဖန်းစီဆယ်ယူပြီးတဲ့အဆင့်ကနေပြီးတော့ဈေးကွက်ကိုတင်ပို့ရောင်းချတဲ့အဆင့်အထိပြုလုပ်ရတဲ့လုပ်ငန်းဟာဆိုရင်တဲ့လုပ်နေတဲ့သူတွေအဖို့ကတကယ်ကိုကျွမ်းကျင်ပြီးတော့အဆင့်မြင့်မြင့်နေပေါ့နော်အလေလွတ်နေပါစွာနဲ့သူတို့လောက်က ်နိုင်တဲ့လုပ်ငန်းဖြစ်တဲ့အတွက်ကြောင့်ရေခူရဲ့ရေခူပေါ့နော်ဒါရေရွက်ပစ္စည်းတွေကိုမှဒီလိုမျိုးတင်ပို့တဲ့လုပ်ငန်းတော်တော်လေးကိုလည်းပြောရမယ်ဆိုရင်ဟိုအမျက်သဘောမျိုးပေါ့နော်တော်တော်ရတဲ့လုပ်ငန်းတစ်ခုလိုလည်းပြောလို့ရပါတယ်။နောက်ပြီးတော့အဲ့ဒီရေခူကဆိုရင်သူကဘာလဲဆိုတော့တချို့ဆိုရင် ရေခူကိုဟိုတာရှိခံမှုအတွက်ဆိုပြီးတော့စနယ်ပုံစံမျိုးစားနယ်ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးရှိတယ်တဲ့။အဲ့မှဆိုရင်ဒီလိုမျိုးစားနယ်ရေခူကကြတော့သူကတာရှိခံနေတာရှိခံပြီးတော့ပေါ့နော်အဲ့လိုမျိုးတင်ပို့တဲ့အခါမှာဆိုရင်လည်းပေါ့နော်သူကအဲ့လိုမပုတ်မတိုးပုံစံမျိုးပေါ့နော်။ဒီတော့အဲ့ဒီ ီစားနေရေခိုးစားသုံးဖို့အတွက်ကိုလည်းနှီးလန်းအောင်ပေးထားတယ်။တော့ဗာလဲဆိုတော့အဲ့လိုမျိုးစားနေထားရေခိုးစားသုံးဖို့အတွက်ကိုအရင်ဆုံးပထမဦးစွာရေဒီစားတွေကိုပေါ့နော်ပြောင်းစင်အောင်အချိန်ချင်းရေဆေးပေးရမယ်။ပြီးပြီဆိုရင်အမှတူကတဲတချို့တဲတွေကပ်ပါလာတတ်တယ်။အဲ့ဒီကဲတွေတဲတွေကပ်ပါလာတဲ့ဟာတွေကိုလည်းတေတေချာပေါ့နော်ဂီယူတစ်ဆိုင်ဆေးမယ်။ပြီးပြီဆိုရင်ねအိုးထဲမှာရေခူးမြုပ်ရုံရေထည့်ပြီးတော့ပြုတ်ပေးရတယ်။ နောက်ပြီးအနက်ဒီရဲမှာပါတဲ့အနက်တက်တာဖို့အတွက်ကိုမီးသွေးကဲတခဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုထည့်ပြီးတော့ပြုတ်ထားပေးပါတဲ့နောက်မှဖယ်ပြပေါ့နော်အဲ့လိုပုံစံမျိုးလုပ်နောက်ပြီးတော့စိတ်ကြိုက်အနေထားမျိုးကိုရပြီဆိုရင်တော့စားဖို့အစင်းသင်းဖြစ်နေပြီဆိုရင်တော့ဒါကိုရေခူးတုပ်စားမလားအဲ့လိုပြုလုပ်လို့ရပါတယ်နောက်ပြီးရေခူးကိုဒီဝက်သားတို့ဝက်ဥကြောင်းတို့ဒီကြက်သားတို့အဲ့လိုနေရာမျိုးမှာဆိုရင်တို့တွေကြာစံကြောဥပါမှာခောက်ဆွဲရေးမှာဒီလိုမျိုးအသားနေရာမျိုးမှာရေခူးထည့်ပြီးတော့အဲ့လိုကြော်လောတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးစားသောက်ဖွဲရမျိုးဖန်တီးလို့ရတယ်နောက်ပြီးတော့ရေခူးတဲ့ဒီပေါ့နော်အသီးနှံရွယ်အသီးနှံ နေမရောဘဲနဲ့ပေါ့နော်သူ့ကြီးလည်းကြော်စားလို့ရတယ်ရေခူပေါ့နော်ဒီတော့ရေခူကိုဟိုကြော်စားနေကိုလည်းပြောပြထားတယ်အရင်မခတ်ဘူးသူကတို့တွေဒီဘူးတိကျော်တို့ကတော့အကျော်ကြီးကျော်တယ်မုံနှစ်အဲ့ဒီမုံနှစ်ထဲကိုမှရေခူထည့်ပြီးကြော်ယုံပဲသူမုံနှစ်ထဲကိုပေါ့နော်ဘူးတိကျော်ကြော်သလိုပဲပေါ့နော်အဲ့လိုကြော်လို့ရတယ်တဲ့သူကဘာလဲဆိုတော့အဲ့ဒီတချို့ဆိုရင်လည်းဒါပေါ့နော်အစင်းနဲ့ပြုတ်လောက်ထားရဲ့ဒီမုံနှစ်ပေါ့မုံနှစ်ကိုလုံနိုင်တဲ့အမှုတ်ပေါ့နော်အဲ့ဒါကိုရေနဲ့ရောပြီးပြီဆိုရင်အနှစ်ရပြီဆိုရင်ဘူးတိကျော်ကျက်သွန်ကျော်ကြီးကြော်သလိုပဲရေခူကိုစိန်ပြီးတော့အဲ့လိုမျိုးကြော်ပေါ့နော်ကြော်ပြီးတော့ဒါပါလဲဆိုတော့တို့တွေဒီအချ ချင်ပေါ့မြမအချင်ပေါ့နော်အဲ့လို socks ပုံစံမျိုးပေါ့နော်အဲ့ဒီနဲ့တို့စားအဲ့လိုမျိုးလဲတမျိုးတစ်ပုံစားလို့ရပါတယ်ပို့ပြီးတော့အရသာရှိရပေါ့နော်အကယ်၍အမွှေးချိန်မပါတဲ့မုတ်စာနဲ့ဒါပေါ့နော်မုတ်နှင်းနဲ့တဲ့အမွှေးချိန်မပါဘဲမုတ်နှင်းနဲ့ကြော်ထားရဆိုပေမဲ့လေတဲ့ချင်းဆက်ရည်နဲ့တို့စားမယ်ဆိုရင်လည်းအရသာရှိလာပါတယ်တဲ့ဒီတော့ရေခူကိုစားမယ်ဆိုရင်လည်းဒါမျိုးစုံလို့စားလို့ရတယ်တုတ်စားကြော်စားလို့လည်းရတယ်နောက်ဟင်းသီးဟင်းရွက်တင်နေလေဒါသူ့ပေါ့နော်ကြော်စားလို့လည်းရပါတယ်တဲ့နောက်ပြီးရေခူထဲမှာအဓိကပါဝင်တဲ့အဟာတက်ကတော့ရေငွေးထက်နဲ့ထုံးတက်ပေါ့နော်အခုနောက်ပိုင်းမှာဆိုရင်ဒါရာသီချေ ချင်းရေခူဒီလိုမျိုးရာသီချင်းဆိုရင်အပြိုင်ဆိုင်ရှာဖွေဖမ်းဆီးပြီးတော့ရေခူအဝယ်တိုင်းတွေကိုပေးပို့ပြီးရောင်းချနေရပြီတဲ့ဒီတော့မြမရေခူဈေးကွက်ကလည်းပေါ့နော်တကယ်ကိုနိုင်ငံခြားထိတင်ပို့နိုင်နေဆိုတော့တို့ရေလေဒါရေခူတုတ်ကိုတော့ပေါ့နော်ဒါတကယ်ကိုပဲပြောရမှာဆိုမြမနိုင်ငံမှာဟိုမွေးလာတဲ့သူတွေအနေနဲ့တကယ်ကိုကံကောင်းတာပဲနိုင်ငံခြားမှာသူတို့ရေအနေနဲ့ဈေးကြီးပေးဝယ်စားနေရရေခူကမြမနိုင်ငံပေါ့ပေါ့လောလောနဲ့ဝယ်လို့ရတယ်သူတို့စီမှာဆိုရင်တော့ဒါဈေးကြီးအများကြီးပေးပြီးဝယ်စားနေရတာနောက်ပြီးတော့ဟိုတယ်စာအဖြစ်လည်းတို့ရေစားနေကြရေခူပေါ့နော်ဒီမြမနိုင်ငံမှာတော့ မဟိုတယ်ကြီးမှာလုပ်တဲ့ဒင်နာဆိုလို့ရှိရင်ဒီရေခူတုတ်ကအမြင်လို့ပါတယ်နော်ဟုတ်တယ်ဒါတမိုးကြီးရဲ့အစားအစာတစ်ခုလိုမျိုးဒါအကုန်လုံးစားနေကြတာသူ့ဆိုပိတ်လေသူဆိုဟိုမှာအမြင်နဲ့ပေါ့ပေါ့လောစားနေကြတယ်ကြီးနေရင်တော့ကြော်ပြရင်ဒီထဲမှာဆုံးမလိုက်ဖမ်းအောင်လားဟုတ်တယ်လိုက်တော့မဖမ်းပါဘူးဖမ်းမိသားလေးစားအောင်ဟုတ်တယ်အခုတော့ပြန်စားနေတယ်ပြန်စားနေနေပြီနော်တချို့ကရေခူကိုမကြိုက်ကြဘူးတချို့ကကြောက်တာလေအသေးရအဲ့တုံ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 အီအီအသေးရနော်ဒါပေမဲ့အဲ့ဒါစားလို့ကောင်းလားရေထဲမှာတချို့ဆိုလားအချောက်အချောက်လိုမျိုးလေအဲ့ဒါရေစိမ်တော့ ော့ပွာလာအဲ့ဒါကိုပြီးညက်ညက်ညက်ပြီးစားတာမျိုးလည်းရှိတယ်။သူ6အလန်းနာ6လည်းကြည်ရတယ်ပြန်လန်းနာနေမှာပေါ့။ဟုတ်တယ်။ထားလို့ရန်ကောင်းတယ်နော်။ဟုတ်တယ်။ကဲဟိုနောက်မှတုတ်ကြည့်တော့အခုတော့ဒါနေ့အကြောင်းအရအလုံးစုံသွားပြီဆိုတော့အင်ဂျီကြံပြောလိုက်တော့မယ်နော်။ဒီကနေ့ခေတ်သက်ပြုံမေးအစီအစဉ်မှာဝတ်ဆင်တဲ့အင်ဂျီတွေကတော့ Junction Square Shopping Center ပထမတက်မှာရှိတဲ့ Crazy Color Fashion Line ဖြစ်ပါတယ်။ပရိသတ်တွေအလုံးအတွက်ကိုခေတ်သက်ပြုံမေးအစီအစဉ်ကနေဘူးတူလာရစရာအကြောင်းအရာတွေကိုအများကြီးဝင်များပြီးဖြစ်တဲ့အတွက်ဒီကနေ့ခေတ်သက်ပြုံမေးအစီအစဉ်ကနေနှုတ်ဆက်လိုက်ပါရှင်။ Bye bye.